ဟယ်လိုအားလုံးဝင်မလာပါကျွန်တော် Harry Win Facebook YouTube တော်အားလုံးကျေးဇူးလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာ United ရဲ့နောက်ထပ်လာမဲ့ပွဲစဉ်ဘာပွဲအကြောင်းပေါ့ကျွန်တော်လုတ်ပြမယ်ဒီလုတ်ပြမယ်ကြည့်ပါဘူး preview ပေါ့နောက်ထပ်ငါးပွဲ United ရဲ့နောက်ငါးပွဲအနေနဲ့ United အနေနဲ့နိုင်ပွဲတွေရယူနိုင်မလားဆိုလားကျွန်တော်အသိအနေနဲ့စောင့်ကြည့်ရမယ့်ကာလကိုရောက်လာပြီအဲ့တော့အသိအနေနဲ့ ဒေါ်စီရောဖောင်တစ်ခုရပြီလားဒါနိုင်ပွဲပြောင်းနေဆိုပြီးနဲ့ကောင်းမွန်တဲ့ဖောင်တစ်ခုကျွန်တော်ရနေတယ်ပြောလို့ရတယ်ဟုတ်တော့သင်းနေတဲ့၅ပွဲဆက်မရှုံးနဲ့ဒါ Ruben Amorin လက်ထက်မှာဒါ၅ပွဲဆက်မရှုံးနဲ့ဒါစံချင်းတစ်ခုကိုဒေါ်စီရထားတယ်ပေါ့ဒီပွဲကတော့ပြောလို့ဆိုရင်တော့အဲ့မဲ့ဆိုတော့ကျွန်တော်တို့စပားနဲ့ပွဲရတော့နိုင်တဲ့ရေလို့ကျွန်တော်အားလုံးထင်တယ်ကျွန်တော်တို့အားလုံးအဲ့ပွဲကိုနိုင်ကျင်ကြတဲ့ပွဲဒါပေမဲ့တည်ရင်နဲ့ပဲ နောက်ဆုံးသိရင်လည်းပဲကျင်းနဲ့လိုက်ရတယ်ပေါ့နောက်ထပ်၅ပွဲမှာဒီ international break ပြီးလို့ရှိရင်ကျွန်တော်တို့တော့၅ပွဲလာမယ်ထဲမှာတို့အသင်းနေနဲ့ဒါ premier league တို့နေထဲမှာငါဒီ united အနေနဲ့ဒီ၅ပွဲကအုံဆုံးအသင်းလို့ဆိုပြီးတော့တတ်မှတ်လို့ရတယ်ပေါ့ကျွန်တော် everton ရှိရဲ့ဒါပဲလေးရှိမယ်ပင်ဟွာ wahan wolves ဘုံမောက်ဒီ၅ပွဲပေါ့ငါကပထမဆုံးနေ့လည်းတော့ everton ကိုအိမ်ကွင်းမှာကစားမယ် ပွဲမှာဒီပူတီပွဲမှာမဟုတ်ဘူးဒီငါးပွဲလုံးကအိမ်ဝင်းနေမှာနိုင်တဲ့နေလို့ကျွန်တော်ထင်တယ်ဒီငါးပွဲလုံးမှာနိုင်ယူထားနိုင်မယ်ဆိုလို့ရှိရင်တော့လုံးဝအမှတ်တရတဲ့ခြားအသင်းကြီးတွေနဲ့မကွာတဲ့အနေအထားတစ်ခုမှာရှိနေလိမ့်မယ်ကျွန်တော်ထင်အခုလည်းအမှတ်တရတော့တိတ်မကွာဘူးပေါ့ top 4ရဲ့ဝင်ကျင်လို့ရှိရင်တော့ဒီငါးပွဲကမဖြစ်မနေကိုနိုင်တဲ့နေလို့ကျွန်တော်ထင်တယ်ဒီငါးပွဲကိုနိုင်လဲနိုင်ရမယ်အခုတော့ကိုတည်းကဒီဂျန်နေကြီး6ကြီးမှာဂျန်နေ5သိန်းလုံးကိုက အကုန်လုံးပြီးသွားပြီကျန်တဲ့အသင်းကြီးတွေကရှားချီသေးရောတခြားတသင်းနှစ်သင်းကျန်သေးရဲ့သူတို့တွေကအဲ့ဒီအနေထားမှာကိုဘယ်လောက်ထိဒီအမှတ်ကိုယူနိုင်မလဲဆိုတာကစောင့်ကြည့်ရမယ်ဘူဗီအမ်မိုရင်းနေနဲ့သူသူရဲ့ဒီဒီနီးစနစ်ဒီမှာအလုပ်ဖြစ်တယ်ဆိုတာသူတဖြည်းဖြည်းနဲ့တက်တည်ပြလာနိုင်ဖို့အတွက်ဒီငါးပွဲကိုပါလုံးဝကျွန်တော်တို့လည်းစောင့်ကြည့်ရမယ်ပြီးတော့ ကျွန်တော်တို့အနေနဲ့တောင်ပြီးတော့ဒီမှာမယားအနေနဲ့လချာလဲမာတီနက်အနေနဲ့ပြန်ပါလာလို့ရှိရဲ့ဒီ interpretation နဲ့ break မှာသူအဂျင်နီနာကိုပြန်သွားရဲဆိုလို့ねဟိုမှာစားပွဲဘုံမှာမစားဘူးねဒါပေမဲ့သူသူ့ရဲ့ဒီ training မှာပြန်ပြီးတော့ဟိုဟာဖြစ်ဖို့အတွက်ဆိုပြီးတော့သူလိုက်သွားတယ်ဒါ training မှာသင်ပြန်လာလို့ရှိရင်တော့မာတီနက်တော့ပြန်လာဖို့ရှိရဲ့ဟိုတော့စကူကတော့ဒဏ်ရာကြီးစားတော့တိတ်မရှိဘူးလို့တော့အတင်းအနေနဲ့ကြီးညာထားတယ် တကူလည်းအမြဲတမ်းပြန်လာနိုင်ပါသေးတော့ပြီးတော့ဒီငါးပွဲကိုကျွန်တော်တို့အနေနဲ့မချင်းမနီစောင့်ကြည့်ရမယ်ငါးပွဲဒီငါးပွဲမှာကျွန်တော်တို့အမှတ်တရယူနိုင်တော့လာတော့မယ်ဟိုဟာအံပွဲမူနဲ့ဟိုဟာတို့တွေကလည်းအမတ်တို့တွေကလည်းသူနိုင်ငံပွဲရှိတော့ပြန်ရမယ်ဆိုတော့အဲ့ဒီကာလာတွေလည်းကျွန်တော်စောင့်ကြည့်ရမယ်အဲ့ဒါတို့ United အတွက်အခက်အခဲဆုံးကာလာဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် ဟိုဆိုဒီ loss မှာအသင်းမှာခြေစွမ်းပြနေတာဒီနှစ်ယောက်ပေါ့ညာတောင်းမှညာညာပဲချမ်းနေတော့အန်ဖွဲမွန်နဲ့အာမတ်နဲ့နှစ်ယောက်အဓိကနှစ်ယောက်လုံးကထွက်သွားမယ်ဆိုတော့အမွန်နေနဲ့ဘယ်လိုမျိုးအစားထိုးနိုင်လဲဆိုတာကြည့်ရမယ်အခုတော့ကျွန်တော်စိုးစုံအောင်ကွင်းလဲမှာကတ်စမဲရူမရှိလို့ရှိရင်မဖြစ်တော့တဲ့အနေအထားတစ်ခုကတော့ကြောက်နေပြီဘူဂါရီးယားနဲ့ဘလူးမှအဆင်မပြေနေဘူးကြဟုတ်ချင်ကြကစမရုံမရှိတဲ့နယ်ကိုကိုရီးယားခွင့်ပြုနေရတာကဒါကကုန်းဆိုင်လူဖြစ်နေပြီ ကစမီလိုတယောက်တည်းကိုအားကိုးနေရမယ်ဆိုလဲစင်မပြေနေဘူး။ तू ကပွဲသူသူ့ရဲ့ကစားနိုင်ရပွဲ90 80အထိုင်ကုန်အများဆုံးပဲ။ဒါ तू ကိုယ်တိုင်တော့တခြားပွဲတွေမှာ तू ကိုယ်တိုင်တော့လူစားလဲခိုင်းတာရှိရင်ဒီပြမလဲတော့ तू စမနာမလောက်တော့ဘူးပေါ့ तू အသက်အရွယ်ရဲ့တစ်ခုရာဒုံဒုံနဲ့ तू နဲ့ဆို။အဲကြောင့်ဆက်စကူဟာကစမီလိုကိုလည်းမျှပြီးတုံးနေရတယ်။ဂျန်နဲ့နှစ်ယောက်ကလည်းစင်မပြေနေဘူး။ဒါကြောင့်မင်းနူးမင်းနူးကလည်းလောစဲတရင်တွေထွက်နေတယ်အတင်းမှာထွက်ချင်တာတွေက ဒါမိုရီနေနဲ့လူငယ်တွေနဲ့မျှပြီးတော့တုံးပြီးတော့လောက်ဒီဟိုကလုတ်ပြနိုင်မလဲဆိုတော့သူတော့အဲကြောင့်ဒီငါးပွဲကိုစောင့်စီကြည့်ခြင်းနဲ့တောင်ကျွေးဒီဖန်အနေနဲ့ဒီငါးပွဲကလုံးဝနိုင်အောင်နိုင်သင့်နေဆိုပြီးတော့ယုံကြည်တဲ့ငါးပွဲလို့ကျွန်တော်ထင်တယ်အဲဒီစပင်ညက်တဲ့ဘဲရတယ်စပင်ညက်ပွဲဒီငါးပွဲမှာစပင်ညက်လေးမှတော့ကျွန်တော်တော့မျောလင့်တယ်ကျွန်လည်းယုံကြည်တယ်လို့ကျွန်တော်ထင်တယ်အဲကြောင့်နောက်ထပ်ငါးပွဲမှာ United အနေနဲ့ဒီဆက်ပိုကောင်းတဲ့ဒီဆက် အခုလက်ရနေတဲ့ဖောင်ထပ်ပို့ပြီးတော့ပို့ပြီးတော့ပို့ကောင်းတဲ့တပီပီနဲ့လိုပဲဖြစ်တဲ့ level တစ်ခုကိုရောက်လာနိုင်ပြီလို့ကျွန်တော်ယောလင့်ပါတယ်ရောက်လေရောက်လေမင်းလို့ယုံကြည်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဒီပွဲလေးခွာစားလို့ရှိရင်ပြန်ပြီးတော့တွေ့ကြပါကြာဒါတော့ United ရဲ့ဒါရှီလာမန်ငါးပွဲကိုကျွန်တော်အနေနဲ့ခံမှန်းကြည့်ပြီးကြပါကွာလုံးဝကြာတင်တဲ့ငါးပွဲအဲ့တော့လောစစ်မှာအဲ့ဒီလက်ရှိဖြစ်နေအဲ့ဒီကမ်းမှာငါးတင်းလုံးကဖောင် သိပြီးတော့အဆင်မပြေနေတဲ့အနေထားမှာရှိရတယ်။ဒါကိုကခွင့်ကောင်းယူနိုင်မလားဆိုတော့ခွင့်ရည်တွေကိုဘယ်လိုအသုံးချနိုင်မလဲ။ဒီလိုမျိုးပဲဆက်ပြီးဆက်ဆက်သွားမှလားဒါမှမဟုတ်ခွင့်ရည်တွေကိုအသုံးချနိုင်မလားဆိုတော့ရှင်းလင်းစောင့်ကြည့်ရမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြမှာဗျာ။ Snyder Fan ni Peace